ောကူရောအဆင်ပြေမှလက်ထပ်ဖို့အတွက်စဉ်းစားမယ်ဆိုရဲဒီနဲ့ချာလီပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ချာလီနဲ့ဒီဆိုရလဲအခုဖြစ်လူငယ်တွေကြားမှာအောင်မြင်ရဲ့မော်ဒယ်တွေပဲဖြစ်ပါဒီကတော့မော်ဒယ်လောကမှာပဲကျန်လည်နေတော့ဖြစ်ပေမဲ့ချာလီကတော့တရုတ်ဆောင်ပိုင်းကိုရောင်ကူပြောင်းပြီးဇလန်းတွေရိုက်ကူးနေပြီပဲဖြစ်ပါအမေနီရဲ့လူတွေဖြစ်ကြတယ်လို့နှစ်ယောက်သားကလည်းတိတ်ချစ်ကြတဲ့ဇုံတွေတွေဖြစ်တာကြောင့်ပရိသတ်တွေအားပေးခြင်းကိုခံနေရတာဖြစ်ပါ යි နှစ်ယောက်သားအောင်မြင်နေချိန်မှာပဲပြည်သက်တွေကိုတရားဝင်ချပြပြီးတွဲခဲ့ကြသလိုပြည်သက်တွေကလည်းသူတို့နှစ်ယောက်ကိုသဘောတူကြည့်ပြူကြတာဖြစ်ပါတယောက်သားကလည်းတယောက်ကိုတယောက်နားလည်မှုအပြေအဝရှိပြီးချစ်ကြတာကြောင့်လေပြိသူတွေလေးစားအားကြရတဲ့အတွဲဆိုလဲမှမာတာဖြစ်ပါတယ်။ချာလီဆိုရင်လည်းအခုနောက်ပိုင်းမှာတော်တော်လေးကိုအောင်မြင်လာတာဖြစ်ပြီးအဲ့လိုအောင်မြင်အောင်လဲဒီကနောက်ွယ်ကနေအပြေအဝစပိုတင်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာတွဲရလဲကြာနေပြီဖြစ်ပြီးတော့တယောက်နဲ့တယောက်လည်းတိတ်ချစ်ကြတဲ့ချစ်သူတွေဖြစ်တာကြောင့်ပရိသတ်တွေကတော့သူတို့နှစ်ယောက်ကိုယူဆခြင်းနေကြပြီပဲဖြစ်ပါတယ်။ပရိသတ်တွေသဘောတူနေကြပေမဲ့လည်းနှစ်ယောက်သားကတော့ယူဖို့အတွက်အချိန်လိုအပ်နေသေးတဲ့အကြောင်းပြောလာခဲ့ပါတယ်။အခုမယူသေးရကလည်းမချစ်လို့မဟုတ်ပဲအဆင်ပြေမဲ့အချိန်ကိုစောင့်နေကြတာဖြစ်ကြောင်းပြောလာပါတယ်။နှစ်ယောက်လုံးကလူငယ်အမှုပညာရှင်တွေဖြစ်တဲ့အပြင် ငယ်တုံးစမ်းပွင့်တုံးသာအမှုပညာအလုပ်တွေကိုလုပ်ပြီးငွေစုနိုင်တာကြောင့်အခွင့်အရေးရုံလေးအလုပ်တွေကိုပဲဖိလုပ်သွားအောင်မယ်လို့ဆိုလာကြပါသည်ဒီနေ့သတင်းကြွမှာအပြိုင်ဆိုင်မင်္ဂလာဆောင်ကြရတဲ့သူတွေများပြီမယ်လေသူတို့နှစ်ယောက်ကတော့ယူဖို့အတွက်ကြောင်းမှဖြစ်ကြောင်းလည်းပြောပြလာခဲ့ပါသည်နှစ်ယောက်သားအဆင်သေးဖြစ်မှဘဝတစ်ခုတည်ထောင်ခြင်းကြောင့်ပြောပြလာခဲ့ပါသည်ဒီလက်အစဉ်ပြေချာလီလက်အစဉ်ပြေတဲ့အချိန်လေးကိုရောက်တဲ့အခါကျမှလက်ထက်ကြဖို့ဆုံးဖြတ်ထားရလို့ဆိုပါရဲ့လက်ထက်တာလက်ထက်လို့ရရင်ဒါပေမဲ့အစဉ်မပြေရင်အဲ့ဒီဒုက္ခကိုကိုယ်ပဲခံစားရမှာ လက်ထက်ယုံနဲ့လည်းမပြီးသေးပဲကလေးမွေးလာရင်လည်းကလေးကိုဖြည်းဖြည်းစုံစုံထားနိုင်ဖို့အရေးကြီးတဲ့အတွက်အခုချိန်မှာတော့သူတို့နှစ်ယောက်လက်ထက်ပုံမဖြစ်နိုင်သေးကြောင်းပြောပြလာခဲ့ပါတယ်။အခုခေတ်ကုန်စည်နှုန်းတွေကလည်းအစအစအရာရာကြီးမြင့်လာတာဖြစ်တာကြောင့်အခုလိုပတ်ပေါင်းစုံကနေစဉ်းစားနိုင်မှတော်ရကြတာဖြစ်ပါတယ်။နှစ်ယောက်သားကတော့အခုချိန်ထိလည်းချစ်ချစ်ခင်ခင်ရှိကြသလိုနှစ်ဖက်မိဘတွေကလည်းသဘောတူကြည်ပြူပေးကြတာဖြစ်ပါတယ်။နှစ်ဖက်မိဘတွေကတော့သူတို့သဘောဆန္ဒအတိုင်းပဲအခုလက်ထက်ချန်လက်ထက်ပေးကြမှာဖြစ်ပြီး ။နောက်မှလက်ထက်ကျန်လဲမကန့်ကွက်ကြတာဖြစ်ပါ යි ။အချိန်တစ်ခုယူပြီးစဉ်းစားထားတာကြောင့်အခုချိန်မှာတော့နှစ်ယောက်သာအမှုပညာအလုပ်တွေကိုပဲဥတီလှုပ်ဆောင်သွားကြအောင်မှာဖြစ်ပါ යි ။ချာလီရဲ့ဖန်တွေပုံများပေမဲ့လည်းဒီနေ့တွေ့တဲ့အချိန်မှာတော့ကန့်ကွက်ခြင်းမရှိဘဲနှစ်ယောက်လုံးကိုသဘောတူပေးကြတာဖြစ်ပါ යි ။ဒီကလည်းအရင်ကထက်ပိုပိုလှလာသလိုချာလီကလည်းအရင်ကထက်ပိုအောင်မြင်လာတာဖြစ်ပြီးချစ်သူကောင်မလေးကိုလည်းတိရုပ်ဆောင်လောကရဲ့လက်တွဲခေါ်ပြီးနေရဖြစ်ပါ යි ။ချာလီကတော့ဒီကိုချစ်မဝစွာပဲအမြဲပြုံးပြုံးကြည်ကြည်နေတတ်ပြီးရော ဒီကိုလည်းအမဲလိုလိုအလိုလိုက်ပေးရဖြစ်ပါတယ်။ဒီကလည်းချာလီအပေါ်မှာချစ်ပေးကူးဆိုင်ပေးရကြောင်းအခုလိုမျိုးချစ်သူတက်တန်းရှိကြနေရဖြစ်ပါတယ်။ချာလီကသဝင်တိုတက်ပေးမယ်လေ။ဒီလာနေရဲ့အပေါ်မှာတော့ကျင်းနဲ့နေသူတယောက်ဖြစ်ပါတယ်။ဒီနဲ့တွေ့ရောမှလည်းချာလီကသူ့ရဲ့စိုးသွမ်းတဲ့အကျင့်တွေကိုပြောင်းလဲပြုပြင်ခဲ့တာဖြစ်ပါတယ်။ဒီကလည်းချာလီအပေါ်မှာနားလေခွင့်လို့ပေးခဲ့ရကြောင်းလေ။နှစ်ယောက်သားအခုလို9နှစ်လောက်ထိချစ်မြဲချစ်ဆဲဖြစ်နေပြီးချာလီကတော့ဒီပေါ်မှာပေးထားတဲ့ဂရုကိုတည်နိုင်သူဖြစ်အောင်ကြိုးစားနေရပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်းသူတို့အတွင်းလေးကိုချက်လာမချက်ဘူးလားဆိုတာကိုပြောပြသွားကြပါအောင်ရှင်။